ချန်ပီယံလိပ်ပြိုင်ပွဲနဲ့ပတ်သက်ပြီးစံချိန်မတန်းကောင်းနေပိုင်ဆိုင်ထားခဲ့တဲ့ရော်နယ်ဒို ချန်ပီယံလိဂ်ပြိုင်ပွဲတွေဟာအခုဆိုရင်ဆီမီဖိုင်နယ်အဆင့်ကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ပြိုင်ဆိုင်မှုတွေကလည်းတော်တော်လေးကိုပြင်းထန်လာခဲ့ပြီလို့ဆိုရမှာပါ။ Quarter Final နဲ့အဆင့်မှာ Real Madrid နဲ့ Arsenal, Barcelona နဲ့ Dortmund, PSG နဲ့ Inter Villa, Inter Milan နဲ့ Bayern အသင်းတွေရဲ့ပွဲစဉ်တွေကလည်းပရိသတ်တွေအတွက်ရင်ခုန်ဆိတ်လုံရှာမှုအပြည့်ပေးခဲ့တဲ့ပွဲစဉ်တွေအဖြစ်မြင်တွေ့ခဲ့ကြရတာလည်းဖြစ်ပါတယ်။အဆိုပါ Quarter Final နဲ့အဆင့်မှာအင်္ဂွင်းရောဝင်းကွင်းမှာအနိုင်ရခဲ့တဲ့အသင်းဖြစ် Arsenal အသင်းနဲ့သာရှိလာခဲ့တာပါ။နောက်ပြီး Arsenal အသင်းဟာ Quarter Final နဲ့အဆင့်မှာ Real Madrid တို့ဥရောပပြည်နဲ့ရင်ဆိုင်သွားခဲ့ရတာဖြစ်ပြီးအားလုံးရဲ့ထင်ကျေးပေးမှုတွေကလည်း Arsenal အသင်းထက် Real Madrid အသင်းမှာ ယ်နောက်တစ်ဆင့်ကိုတက်လန်းသွားမှာဖြစ်တယ်ဆိုပြီးခံမှန်းသုံးသပ်မှုတွေပြုလုပ်ထားခဲ့ကြတာပါ။ဒါပေမဲ့တကယ်တကယ်မှာတော့အာဆင်နယ်အသင်းကပဲ Real Madrid ကိုအမေရိကန်မှာအမိုးဖွင့်ပြီးကစားခဲ့တဲ့အချိန်မှာလည်း၃ဂိုးပြည့်နဲ့အနိုင်ရရှိခဲ့တယ်လို့ဘာနေပြီးမှအမိုးပိတ်ပြီးကစားခဲ့တဲ့ပွဲစဉ်မှာလည်း၂ဂိုးတကိုးနဲ့အာဆင်နယ်အသင်းကအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ PSG နဲ့ Villa အသင်းရဲ့ပွဲစဉ်ကလည်းတော်တော်လေးကိုအကျင့်နဲ့ရှိခဲ့ပြီးပြည်သူမြေမှာ PSG က၃ဂိုးတကိုးနဲ့အနိုင်ရသွားပြီးပဲ Villa ဘက်မှာတော့၃ဂိုး၂ဂိုးဆိုတဲ့ရလနဲ့ Villa အသင်းကအနိုင်ရသွားခဲ့တာပါ။ဒါပေမဲ့၂ကြော်ပေါင်း၅ဂိုး၄ဂိုးဆိုတဲ့ရလနဲ့တို့ PSG အသင်းဟာ quarter final အဆင့်ကနေ semi final ကိုတက်လန်းသွားခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ဒေါ်မွန်အသင်းရဲ့ပွဲမှာလည်းဒေါ်မွန်အသင်းဟာမထင်မှတ်ထားတာတွေကိုဒုတိယအကြိမ်မှာလုပ်ပြသွားခဲ့ပြီးဘာစီလိုနာကို3ဂိုးတကိုးနဲ့နိုင်ပြသွားခဲ့တာပါဒါပေမဲ့ပထမအကြိမ်မှာ၄ဂိုးပြန်ရှုံးနေထားတဲ့ဒေါ်မွန်ဟာစီမီပိုင်နဲ့အဆင့်နဲ့ပလန်ဝေးသွားခဲ့ရပါတယ်အာဆင်နယ်ကရီယယ်မက်ထရစ်ကိုအနိုင်ရသွားခဲ့တဲ့အတွက်အင်တာမီလန်အသင်းနဲ့ဘိုင်ယန်မြူးနစ်အသင်းရဲ့ပွဲစဉ်ဟာသတင်းဖုံးတွေကဲသလိုဖြစ်နေခဲ့တာပါအင်တာမီလန်နဲ့ဘိုင်ယန်မြူးနစ်တို့ဟာပထမအကြိမ်ဂျာမန်ပြည်မှာအင်တာမီလန်အသင်းက၂ဂိုးတကိုးနဲ့နိုင်ရသွားခဲ့တဲ့အတွက်အီတလီမှာတစ်ဖက်တစ်ဂိုးစီတေးရလဲထွက်ပေါ်ခဲ့တဲ့အတွက်အင်တာမီလန်အသင်းဟာဘိုင်ယန်ကိုနောက်ကောက်ကျသွားခဲ့ပြီး စီမီဖိုင်နယ်အဆင့်တီတက်လန်းသွားခဲ့တာဖြစ်ပါတယ်စီမီဖိုင်နယ်အဆင့်မှာတော့အာဆင်နယ်နဲ့ PSG ၊ဘာစီလိုနာနဲ့အင်တာမီလန်တို့တွဲဆုံနေခဲ့တာဖြစ်ပြီးတကယ်ပွဲကြီးပွဲကောင်းတွေကိုအားပေးသွားကြရအောင်ပါလေဖြစ်ပါတယ်အဲ့လိုမျိုးပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့ချန်ပီယံလိပွဲစဉ်တွေနဲ့ပတ်သက်ရင်ပရိသတ်တွေရဲ့ရင်ထဲမှာဆွဆွမြင်းမြင်းအမတ်ရနေစေတဲ့ကစားမတယောက်ရှိပါတယ်အဆိုပါကစားမကတော့အားလုံးသိကြတဲ့အတိုင်းကမ္ဘာကျော်ထိုင်တဲ့အတိုင်းစင်မိုကြီးခရစ်စတီယာနိုရယ်လိုပဲဖြစ်ပါတယ်ပေါ်တူဂီသားကစားမကြီးဟာလွန်ခဲ့တဲ့ရှင်းနှစ်2019အေဗလာ16ရက်နေ့မှာဘိုင်ယန်မြူနစ်အသင်းဘက်ကိုဟက်ထရစ်သွင်းယူခဲ့ပြီးချန်ပီယံလိသမိုင်းမှာအတွင်းကိုတရာပြည့်တဲ့ပထမဆုံးကစားသမားအဖြစ်သမိုင်းမှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ် ရနယ်ဒိုရဲ့ခြေရာကိုနေပြီးတော့ချန်ပီယံလိမှာရာပြင်ကိုသွင်းယူခဲ့တဲ့သူတွေကတော့လီယိုနယ်မက်ဆီနဲ့ရောဘတ်လူဝင်ဒေါစကီတို့ပဲဖြစ်ပါတယ်။ချန်ပီယံလိဆိုတာရီယယ်မက်ဒရစ်ရဲ့ပြိုင်ပွဲဆိုရင်ခရစ်စတီယာနိုရိုနယ်ဒိုရဲ့ပြိုင်ပွဲလို့လည်းဆိုနိုင်ပါတယ်။လက်ရှိအချိန်ထိခရစ်စတီယာနိုရိုနယ်ဒိုဟာပြိုင်ပွဲရဲ့သွင်းကိုများဆုံးကစားသမားဖြစ်သွင်းကို140ကိုနဲ့ရည်တည်နေတယ်လို့ချန်ပီယံလိပြိုင်ပွဲရဲ့တရားသည့်အတွင်းသွင်းကိုများဆုံးကစားသမားတွေချန်ပီယံလိရှုံးထွက်အဆင့်ပွဲစဉ်တွေမှာသွင်းကိုများဆုံးကစားသမားဖြစ်နေတယ်မှတ်တမ်းကောင်းနေစိုက်ထူထားနိုင်ခဲ့သူပါ။အဲဒါပေါ်တူဂီသားကစားသမားကြီးဟာချန်ပီယံလိဖိုင်နယ်သွင်းကိုမှဂိုးသွင်းနိုင်တဲ့ဒူးတဲသောကစားသမားဖြစ်ရည်တည်နိုင်ခဲ့တယ်လို့ချန်ပီယံလိပွဲစဉ်ဆက်တဲ့ပွဲစဂိုးသွင်းနိုင် ဲ့ဒူးတဲသောကစားမဖြစ်လဲမှတ်တမ်းကောင်းတွေကိုပိုင်းဆိုင်ထားခဲ့သူလည်းဖြစ်ပါတယ်။ဒါရင်မကသေးဘူးလို့ဆိုရမှာဖြစ်ပြီးအသက်၄၀ကျော်လို့၄၀နှစ်အတွင်းကိုရောက်နေပြီဖြစ်တဲ့ရော်နယ်ဒိုဟာချန်ပီယံလိအုပ်စုပွဲစဉ်၆ပွဲလုံးမှာဂိုးသွင်းနိုင်တဲ့ဒူးတဲသောကစားမစတဲ့ပြိုင်ပွဲကင်းဆန်ရင်များစွာကိုပိုင်းဆိုင်ထားခဲ့သူလည်းဖြစ်ပါတယ်။နောက်ပြီးချန်ပီယံလိဖလားကို၃၀၀ဒီဇက်ရယူထားနိုင်ခဲ့တဲ့ကစားမအဖြစ်နဲ့လည်းဆွန်ဒိုကပိုင်းဆိုင်ထားခဲ့ပြီးချန်ပီယံလိပွဲစဉ်တွေရှိတဲ့အခါတိုင်းဆွန်ဒိုဟာအမှန်ရဆရာကစားမအကြီးဖြစ်ရည်တည်နေခဲ့တာဖြစ်ပါတယ်။